ရှင်မသက်ခရဝင်ခန်းကြီး27ယေရုရှလင်မြို့အနီးသို့ချင်း၍တန်လွန်တောင်ချီရင်ရှိဘဖာဂီယောတို့ရောက်ကြသောအခါယေရှုသည်တပည့်တော်နှစ်ယောက်တို့ကိုစေလွှတ်၍သင်တို့ရှေ့၌ရှိသောယွာတို့သွားကြထိုယွာ၌ခြေနှောင်လျက်ရှိသောမိမနှင့်မိကလေးကိုသင်တို့သည်ချစ်ချင်းတွေ့လိမ့်မည်မိချိုးကိုဖြည့်၍ငှားထံသို့ဆောင်ခဲ့ကြ သူတပါးသည်တင်တို့အားတစုံတစ်ခုကို ဆိုလျင်တခင်အလိုရှိသည်ဟုပြန်ပြောကြလော့ထိုသူပြောလျင်ထိုသူသည်ချက်ချင်းပေးလိုက်မည်ဟုမာထားတော်မူ၏ထိုအကြောင်းအရာမူကားတင်းအင်းအရှင်မင်းကြီးသည် မြင်းမနှင့်မိကလေးကိုစီး၍နူးငံ့တိမ်မွေ့သောစိတ်နှင့်တင်းရှိရသောကြွလာတော်မူသည်ကို ကြည်ရှုလော့ဟု ဇီအုံဒရုဒမီအားပြောကြလောဟူသောပရိုဖက်ဤနှုတ်ထွက်ပြည့်စုံမီအကြောင်းဖြစ်တည်းတပည့်တော်တို့သည်တော်၍အမိန်တော်အတိုင်းပြုသည်ဖြင့်မိမားနှင့်မိကလေးကိုဆောင်ခဲ့၍မိချောပေါ်မှမိမိတို့အဝတ်ကို တင်ကျပြီးလျင်ကိုရောသည် စီးတော်မူ၏အတိုင်းမသိအများစွာသောလူတို့သည်မိမိတို့အဝတ်ကိုလမ်း၌ခင်းကြ၏ အချို့တို့သည်တက်ကိုင်းတက်ခက်များကို ခုတ်၍လမ်း၌ခင်းကြ၏ရှင်းနောက်လိုက်သွားသောအချမ်းအယံများတို့ကဒါဝိဤသားတော်အားဟောစနာဖြစ်စေတည်းထာဝရဘုရား၏အခွင့်နှင့်ကြွလာတော်မူသောသူသည် မင်္ဂလာရှိစေတည်းကောင်းကင်ဘုရဝေဟောစနာဖြစ်စေတည်းဟုကြွေးကြော်ကြ၏ယေရုရှလင်မြို့သို့ဝင်တော်မူသောအခါတစ်မြို့လုံး ုပ်အုပ်တဲတဲဖြစ်၍ဤသူကအဘေသူနည်းဟုမေးမြန်းကြလျင်လူအစုအဝေးတို့ကဤသူသည်ဂါလိလဲပြည်နာဇရက်မြို့၌ပေါ်ထွန်းသောပရောဖက်ယေရှုပေသည်ဟုပြောဆိုကြ၏ယေရှုသည်ဗျာဒခင်ဤဗိမာန်တော်သို့ဝင်တော်မူပြီးလျင်ဗိမာန်တော်၌ရောင်းဝယ်သောသူအပေါင်းတို့ကိုနှင်ထုတ်၍ ငွေလှဲသောသူတို့၏ခုံများကို၎င်းဂျိုးငှက်ရောင်းသောသူတို့၏ထိုင်နေရာကို၎င်းထွန်းလှဲတော်မူလျက်ငါအိမ်ကိုဆူတောင်းရာအိမ်ဟု၍ခေါ်ဟောကြလတန်းဟုချမ်းသာ၌လာတော်လေတင်တို့သည် ထိုအိမ်ကိုတပြတ်တွင် ဖြစ်စေကြပြီတကားဟုမိန့်တော်မူ၏ထိုအခါဗိမာန်တော်၌မျက်စိကန်းသောသူခြေမစွမ်းသောသူတို့သည် အထံတို့သူ့လာ၍သူတို့အနာယောဂါကိုငင်းစီတော်မူ၏ကိုရောပြုတော်မူသောအံ့ဩဖွယ်အမှုတို့ကို၎င်းသူငယ်တို့ကလည်းဒါဝိဤသားတော်အားဟောစနာဖြစ်စေသတည်းဟုဗိမာန်တော်၌ကြွေးကြော်ကြသည်ကို၎င်းယေဘုဟိအကြီးကျမ်းပြုเสียတို့သည်ကြားမြင်လျင်အမြင့်ထွက်ကြ၍ ဤသူတို့သည်အဘယ်သို့ပြောဆိုသည်ကိုကြားသလိုယေရှုအားမိကြလေသောငါကြား၏နှုတ်ဆိုတငယ်တို့နှုတ်ထဲမှ ကိုရိုသည်ချင်းမွန်းချင်းကို ပြင်ဆင်တော်မူသည်ဟုသောစကားကိုတင်တို့သည်တရံတစ်ခါမျှမဖက်ဘူးသလိုဟုမိန့်တော်မူ၏ထိုအခါသူတို့ကိုထားခဲ့၍မြို့ထဲမှထွက်ပြေးလျင်ဘေဒနိရွာသို့ကြွ၍ ထိုငှက်ကိုလွန်စေတော်မူ၏နနဲ့အခြေ၌မြို့တို့ပြန်စင်တွင်စာမှုတော်မူ၏လာနာမှတင်ဘောတဖန်းပင်တပင်ကိုမြင်လျင်ထိုအပင်တို့ကြွတ်သွား၍အရွက်ကိုယ်သာတွေ့တော်မူသည်ရှိသောယခုမှစ၍အစင်မပြည့်တင်၌အတိမတိစေနှင့်ဟုမိန့်တော်မူလျင်ထိုအပင်သည်ချစ်ချင်းတွေ့ချောက်လေ၏တပည့်တော်တို့သည်မြင်လျင် တင်မိုးတဖန်းပင်သည်ချစ်ချင်းတွေးချောက်ပါပြီတကားဟုအံ့ဩ၍ဆိုကြ၏ယေရှုကလည်းငါအမှန်ဆိုသည်ကတင်တို့သည်ယုံမှားခြင်းနှင့်ကင်းသောယုံကြည်ခြင်းရှိလျင်တင်မိုးတဖန်းပင်၌ပြုတကဲ့သို့တင်တို့ပြုနိုင်သည်သာမက ထိုတောင်းကိုပင်နေရာမှရွေလို့ပင်လည်း၌ကြလော့ဟုဆိုလျင်ဆိုသည်အတိုင်းဖြစ်လိမ့်မည်ယုံကြည်ခြင်းပါလျက် ပထနာပြု၍ဆုတောင်းသမျှတို့ကိုတင်တို့သည်ရကြလိမ့်မည်ဟု မိန်တော်မူ၏။ဗိမာန်တို့သို့ဝင်ပြန်၍ဆုံးမဩဝါဒပေးတော်မူစဉ်တွင်ယေပရောဟိအကြီးတို့နှင့်လူတို့တွင် အကြီးအကဲဖြစ်သော သူတို့သည် အထံတို့သို့ချဉ်ကပ်၍ကိုရောသည်ဤအမှုများကိုအဘေးအခွင့်နှင့်ပြုသည်နီထိုအခွင့်ကိုအဘေးသူပေးသည်နီဟုမေးလျှောက်ကြသော ယေရှုကငါသည်တစုံတစ်ခုကိုမေးဦးမည်သင်တို့ဖြစ်လျင်ဤအမှုများကိုအဘေအခွင့်နှင့်ငါပြုသည်ကိုငါပြောမည်ယောဟန်ဤပြည်သူံတရားသည်ဘေကဖြစ်သည်နိဖျားကဖြစ်သလိုလူကဖြစ်သလိုမေးတော်မူ၏ထိုသူတို့သည် အချင်းချင်းဆင်ခြင်၍ဖျားကဖြစ်သည်ဟုငါတို့ဖြစ်လျင်သင်တို့သည်ယောဟန်ကိုအဘေကြောင့်မယုံသည်နိဟုမေးလျုံမည် လူကဖြစ်သည်ဟုငါတို့ဖြေလျင်လူများကိုကြောက်ရ၏အကြောင်းမူကားလူအပေါင်းတို့သည်ယောဟန်ကိုပရိုဖက်ကဲ့သို့ထိမှတ်ကြ၏ဟုအချင်းချင်းဆင်ခြင်ပြီးမှအကျွန်ုပ်တို့မသိပါဟုယေရှုအားပြန်ပြောကြ၏ကိုရောကလည်းထို့အတူဤအမှုများကိုအဘေအခွင့်နှင့်ငါပြုသည်ကိုငါမပြော သင်တို့သည်အဘေတို့ထင်ကြသည်နိ တစုံတယောက်သောသူ၌တားနှစ်ယောက်ရှိ၏တားအကြီးစီသို့တွား၍ငါတားယနေ့ငါစပြည့်ဥယင်သို့တွား၍လှုပ်ဆောင်လောဟုဆိုလျင်တားကငါမတွားဘူးဟု ပြန်ပြောတော်လေနှောင်းမှနောင်တရ၍တွားလေ၏အဘဒီအခြားသောတားစီသို့တွား၍ရှေ့နီးတူဆိုလျင်တားကတွားပါမီအဘတခင်ဟုဆိုတော်လေမတွားဘဲနေ၏ ထိုသားနှစ်ယောက်တို့တွင်အဘယ်သူသည်အဘအီအလိုကိုစောင်းသည်ဟုမေးတော်မူလျင်ဒါအကြီးဆောင်ပါသည်ဟုပြောကြတော်ယေရှုကလည်းငါအမှန်ဆိုသည်ကအခွန်ခံတို့နှင့်ပြည်သားတို့သည်တင်တို့အရင်ဘုရားသခင် နိုင်ငံတော်သို့ဝင်တက်ကြ၏အကြောင်းမူကားယောဟန်သည် ဖြောင့်မတ်သောအကျင့်ကိုကျင့်၍တင်တို့စီတို့လာတော်လေတင်တို့မယုံကြည်ကြ အခွန်ခံတို့နှင့်ပြည်တစားတို့မူကယုံကြည်ကြ၏ထိုအကြောင်းကိုတင်တို့သည် မြင်တော်လေယုံကြည်မီအကြောင်းနောက်တဖန်နောင်တမရကြအခြားသောဥမာကိုနားထောင်ကြလော့အင်းရှင်တူသည်ဇပြစ်ဥယင်ကိုစိုက်ပြို၍ဆောင်းရန်ကိုလုတ်ပြီးမှဇပြစ်တီးနေရာချင်းကို တူးလေ၏မိခိုးရာလင်းစဉ်ကိုလည်းစောက်လေ၏ လုဆောင်သောသူတို့အားဥယင်ကိုငှား၍အခြားသောပြည်သို့သွားလေ၏အတီးတီးချိန်ရောက်သောအခါအတီးကိုခံစီခြင်းဟာမြေသားတို့ကိုဥယင်ဆောင်တို့ရှိရသောစီလွတ်လေ၏ထိုသူတို့သည်မြေသားများကိုဖမ်းပြီးလျင်တဦးကိုရိုက်၍တဦးကိုတတ်၍တဦးကိုကဲနှင်ပစ်ကြ၏နောက်တစ်ဖန်အရင်ထက်များသောအခြားငယ်သားတို့ကိုစေလွတ်ပြန်လျင် ဥယင်ဆောင်တို့သည်ရှေ့နီးတူပြုကြ၏နောက်ဆုံးဥယင်ရှင်ကထိုသူတို့သည်ငါသားကိုအာဏာကျလိမ့်မည်ဟုဆို၍မိမိသားကိုစေလွှတ်လေ၏ဥယင်ဆောင်တို့သည် သားကိုမြင်လျင်ဤသူသည် အမွေခံဖြစ်၏လာကြသူကိုတက်၍သူဤအမွေဥစ္စာကိုယူကြကုန်အံ့ဟုအချင်းချင်းတံပင်၍ဥယင်ရှင်ဤသားကိုဖမ်းပြီးမှ ဥယျင်ပြင်သို့ထုတ်၍တပစ်ကြ၏တို့ဖြစ်လျင်ဥယျင်ရှင်သည်လာသောအခါဥယျင်ဆောင်တို့ကိုအဘေတို့ပြုမိနည်းဟုမေးတော်မူ၏ပရိသတ်တို့ကလည်းထိုလူဆိုးတို့အားသိုးသောဖြစ်စည်းခြင်းကိုစီရင်ပါလိမ့်မည်အတီးတီးချိန်တွင်အတီးကိုဆက်အံ့သောအခြားလူတို့အားထိုဥယျင်ကိုငားပါလိမ့်မည်ဟုပြောကြ၏ ယေရှုကလည်းတိုက်ကိုတီလို့တော်သူများပေထားသောကြောင့်သည်နောက်တဖန်တိုက်တောင်းအထွက်ပြားသို့ရောက်ပြန်၏ထိုအမှုသည် ထော်ရပြန်ပြုတော်မူသော အမှုဖြစ်၏ငါတို့မြင့်မောင်း၌လည်းအံ့ဩဝယ်ဖြစ်၏ဟူသောစကားကိုကျမ်းစာ၌သင်တို့သည်တရံတခါမျှမဖက်ဘူးသလိုထိုကြောင့်ငါဆိုသည်ကဘုရားသခင်၏နိုင်ငံတော်ကိုသင်တို့မှနှုတ်၍ နိုင်ငံတို့ဤအသီးကိုတီးအံ့သောလူမျိုးအားပေးရလက်တံအကျဉ်သူသည်ထိုကြောက်အပေါ်သို့ကြာ၏ထိုသူသည်ကြိုးလက်တံအကျဉ်သူဤအပေါ်သို့ထိုကြောက်သည်ကြာ၏ထိုသူသည်ငြင်းငစ်ကြလက်တံဟုမိန့်တော်မူ၏ထိုဥပမာစကားကိုယိပရောဟိတ်အကြီးနှင့်ဖာရိရှဲတို့သည်ကြားရလျင်မိမိတို့ကိုယီဆောင်၍ဟောပြောတော်မူသည်ကိုတိကျ၏ ဘူရောကိုဖန်းစီချင်းငါရှာကြံတော်လဲစုဝီသော သူများကိုကြောက်ကြ၏အကြောင်းမူကားထိုသူတို့သည်ဂူရောကို ပရိုဖက်ကဲ့သို့အထင်မှတ်ကြ၏ပရှုတော်ရဲ့နှုတ်ကပတ်တော်ဂျာနာသူအရောက်စီတိုင်းအတွက်ကောင်းချီးဖြစ်ပါစေ